WWE ဆိုတာကတော့ဖော်ပြရတာပါ Sport Entertainment လို့လည်းခေါ်ပါတယ်ဖော်ပြလို့ပြောတဲ့အတိုင်း WWE ပွဲစဉ်တွေကိုဇာညွန့်ကြွတင်ရေးပြီးတော့စီစဉ်ရပါတယ်။စီစဉ်ထားတဲ့ဇာညွန့်တွေကိုလည်း TV မှာတိုက်ရိုက်ထုတ်လွှင့်တဲ့အခါအစဉ်ပြေချောမွေ့စေဖို့အတွက်လက်ဗန်သမားတွေတွင်မကပဲထိုင်းတွေ၊ဂလင်းချင်များသူတွေ၊ရှာကူရီထုတ်လို့ရေးစားရှိတဲ့သူတွေအားလုံးကချိန်သားခိုက်တက်ညီတက်ညီအလုပ်လုပ်ကြရပါတယ်။အလုပ်လုပ်လုပ်ကြတဲ့အခါမှာလည်း WWE ဘက်ကပြစ်သက်တွေပြင်မသိတဲ့ပြဝါချက်တွေရှိနေပါတယ်။ဒီနေ့တော့ဒီမသိသေးတဲ့ WWE ရဲ့လိုအပ်ချက်တွေအကြောင်းပြောပြပါမယ်။ကျွန်တော်ကတော့ကပွန်ပါ။ ဒါတွေကတော့ WWE တိုင်းတွေရဲ့လိုအပ်ချက်တွေပါ WWE တိုင်းတွေကနှစ်ချက်အမြဲတမ်းတက်ထားကြပေမဲ့သူတို့နှစ်ချက်မှာစကားပြောဖို့မိုက်ခရိုဖုန်းမပါတော့သတိထားမိကြလားဒိုင်းနီရဲ့နှစ်ချက်ကိုဆိုရင် Gorilla Position က Baseman တို့ကတိုက်ရညွှန်ကြားနေပြီးတော့ဒိုင်းနီကလည်း Baseman ညွှန်ကြားတဲ့အတိုင်းကျိုးဝိုင်းနဲ့မှတော့ပါတယ်ဒီညွှန်ကြားချက်တွေထဲမှာဆိုရင်ထုတ်လွှင့်တဲ့အခါကြည့်လို့ကောင်းဖို့ကပတ်ကိုပဲချိန်မြောက်ရမယ်ရဲ့ချိန်မှာပါလို့ရမယ်စတဲ့ချက်တွေပါပါမှာကျိုးဝိုင်းထဲမှာနှစ်ပန်းသမားတယောက်လည်းနေတဲ့ချိန်နောက်တစ်ယောက်ကအတင်းတိုက်ခိုက်ဖို့လုပ်တဲ့အခါမှာလည်းဒိုင်းနီကအဲ့တယောက်ကိုတားပြီးတော့အော်ဟဲချိန်မောင်းနေတာတွေ့ဘူးကြမှာပါ မှန်ကတော့ဒါဟာအော်ဟစ်ချိန်မောင်းနေတာမဟုတ်ပဲနဲ့ငကြတဲ့ကညံကြားချက်အတိုင်းအပန်းသမားတွေကိုပဲချိန်မှာပါလောက်ရမယ်ချောညာပြဖို့မနစ်ဘလောက်လိုသေးရဲ့စာရှိတပြင်းပြပြနေတာပါ WWE ဟာ TV အစီအစဉ်ဖြစ်တဲ့အတွက်ထုတ်လွှင့်နေတဲ့အချိန်ချောညာဝင်တဲ့အချိန်တွေရှိပါတယ်ဇလန်ရဲ့အရေးကြီးတဲ့အခိုက်အတန့်တွေနဲ့ချောညာဝင်တဲ့အချိန်မတိုက်အောင်လို့ဒိုင်နီယောစူပါစတားတွေရပါမနစ်ဒီချာနဲ့ဂျိုဝိုင်းနဲ့မှာအတောလို့ရပါတယ်နောက်တစ်ခုကတော့ဒိုင်နိုကြီးတွေရဲ့လက်တင်ဂီတာပါအပန်းသမားတယောက်ကြီးကြီးမားမားထိခိုက်တာမျိုးဖြစ်သွားတဲ့အချိန်ကျရင်ဒန်နီကအိမ်နပန်းသမားရဲ့လက်ထဲကိုသူ့ရဲ့လက်နှာချောင်းထည့်ပစ်လိုက်တာမြင်မှုကြလားတော့မသိပါဘူး ။ဒါကတော့နဗန်းသမားအဆင်ပြေမပြေသွားဆစ်ဆေးရဖြစ်ပြီးတော့နဗန်းသမားကဒါထိုင်ရလက်ကိုပြန်ညှစ်မယ်ဆိုရင်အဆင်ပြေတယ်ဆိုတဲ့အတိတ်ပဲပါ။အဲ့လိုဆိုရင်တော့ဒိုင်ကပြတိတစ်ဖက်ကိုနှောက်ပြမှာဖြစ်ပြီးတော့ထုတ်လို့ရေးပိုင်းတာဝန်ရှိသူတွေကလည်းနဗန်းသမားအဆင်ပြေကြောင်းသိရှိပါမှာပါ။နဗန်းသမားဒိုင်ရာကြီးကြီးမမရခဲ့မယ်ဆိုရင်တော့ဒိုင်အလက်ကိုပြန်ညှစ်မှာမဟုတ်ပါဘူး။အဲ့လိုဆိုရင်တော့ဒိုင်ကလက်တိနှစ်ဖက်ကိုချက်ချိခဲ့ပုံစံနှောက်ပြမှာဖြစ်ပါတယ်။ဒီလိုဆိုရင်တော့ထိခိုက်သွားတဲ့အချိန်တွေဖြစ်ပြီးဖွဲ့ကိုချက်ချင်းရနာရမှာပါ။ထိခိုက်သွားတာရန်တိစားတဲ့အချိန်မျိုးမှာတော့ဒိုင်နီယာစစ်ဆေးတာမျိုးမလုပ်တော့ဘဲနဲ့ဒီချက်ချိခဲ့တဲ့ငေတာကို ချက်ချင်းပြပြီးတော့ပွဲကိုချက်ချင်းရနာမှာပဲဖြစ်ပါတယ်။တပန်းသမားတွေကပွဲရဲ့အချိန်ကိုမြင့်စေဖို့ messenger ကသုံးယောက်ခါနေကြမှာပဲ။ရုံထွက်တာမျိုးလုပ်ကြပါတယ်။ဒါဆိုတိုင်းတွေကရုံထွက်မလားသုံးတိရမလားဘယ်လိုသိလဲ။တပန်းသမားကသာမျက်လုံးဖွင့်နေမှာဆိုရင်တော့ဒါဟာရုံထွက်မှာဆိုတဲ့အထိပဲဖြစ်ပြီး messenger နှစ်အထိပဲဟိမှာဖြစ်ပါတယ်။ရုံထွက်မှာဆိုတဲ့နောက်ထပ်သင်္ကေတတစ်ခုကတော့ messenger ခံရတဲ့အချိန် ပြိုင်ဘက်ရဲ့ရေဘက်အောက်မှာလက်ထားရမျိုးဆိုလဲဒါရုံထွက်မယ်ဆိုတဲ့အတိတ်ပဲပါနောက်ပြီးကျိုးဝိုင်းထဲမှာနဗန်းသမားတွေကိုလူကောင်ပိုကြီးတယ်လို့ထင်ရစေဖို့အတွက် WWE ကရေပူရလူတွေကိုပဲတိုင်ဖြစ်ခန့်အပ်လေးရှိပါတယ်ဒါကတော့ WWE ထိုင်နေရဲ့လှုပ်ဝှက်ချက်ကြောင့်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုရဲ့အဆုံးမှာတော့အပြင်းပြင်းညာဆန်းလေးတစ်ခုထည့်ဖို့စဉ်းစားရပါတယ် မပြောဖြေသွားကြပါဘူးတခါတော့အနာတိတ်ကကျိုးဝိုင်းထဲမှာဝတ်တဲ့သူ့ဘောင်းမီပျောက်သွားတာမလို့သူနဲ့ site တူခိုက်တူတဲ့တငယ်ချင်းစီကနေဘောင်းမီငါဝတ်ခဲ့ရပါတယ်ဒီမွေတေးနဲ့ဘောင်းမီရှေကအနာတိတ်ရဲ့ပုံစံနဲ့လောကကွဲထက်နေခဲ့ပြီးတော့တော်တော်ကြီးရဆိုးခဲ့ရပါဒီနေ့တော့အနာတေကဘောင်းမီငားလိုက်တဲ့သူ့ရဲ့တငယ်ချင်း WWE နဲ့ပန်သဘာနာမည်ကိုမိထားပါတယ်။ဒီမေးခွန်းရဲ့အဖြေကတော့နောက်ဗီဒီယိုရဲ့အဆုံးမှာဖြေပေးသွားမှာဖြစ်ပြီးတော့ဝင်ဖြေကြတဲ့လူများရင် နောက်ဗီဒီယိုတွေကြရင်လည်းဒီလို quiz လေးထပ်ထည့်ပေးသွားပါမယ်။ channel လေးကိုလည်း like and share လေးလုပ်ပေးသွားကြပါအောင်။ကျွန်တော်ကတော့ကပွန်ပါ။ နောက်ဗီဒီယိုတိုင်းပြန်တွေ့ပါမယ်